ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိတ်ဆွေတို့နေ့စဉ်အသုံးပြုနေတဲ့ကိုယ့်ရဲ့ Messenger မှာပေါ့နော် Messenger မှာကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတရားရောက်က စာပို့ရဲစာပို့ထားပြီးတော့စာပို့ရဲထားတာကိုကိုကမသိတဲ့အချိန်မှာတပတ်ကသိတဲ့အချိန်မှာပေါ့နော်သူ့ဘက်ကပြန်ဖြတ်သွားတယ်အဲ့တော့သူမပို့ထားတဲ့စာတော်ကိုလည်းမိတ်ဆွေတို့နေရမသိဘူးအဲဒါကြောင့်မလို့သူ့ဘက်ကကိုတငယ်ချင်းမိတ်ဆွေတယောက်ကစာပို့ထားပြီးမသိညာမှာစာပို့ပြီးတော့ပြန်ဖြတ်ကိုမဖတ်သေးခင်မှာပြန်ဖြတ်သွားတဲ့စာတွေကိုသူမပို့ထားတယ်ဆိုတာမှာမပို့ထားတဲ့ပို့ထားတဲ့စာတွေကိုပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီလေးကိုကျွန်တော်ဒီမျှောက်ပြီးမှပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုရင်ကြော်မသွားကြပါနဲ့အစားအနေဆုံးဒီလက်ကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျကဲအဲ့ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစားလိုက်ကြအောင် အဲ့တော့ကျွန်တော်တို့အနေနဲ့ messenger မှာကိုယ့်ရဲ့တကယ်ရမိတ်ဆွေတရားောက support ထားပြီးတော့ကိုဖတ်သေးခင်အချိန်မှာသားကိုပြဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာပို့သားလဲဆိုတာကိုပြန်ကြည့်ဖို့တကူကျွန်တော်ဖုန်းထဲမှာ software လေးတစ်ခုရှိထားဖို့လိုအပ်ပါတယ်အဲကြောင့်မို့လို့အဲ software လေးကိုကျွန်တော်တို့က play store မှာသွားပြီးတော့ download ဆွဲပေးရမှာပဲဖြစ်ပါတယ်ကအဲတခုပြောချင်တာမိတ်ဆွေအနေနဲ့ကမိတ်ဆွေရဲ့ဖုန်းထဲမှာဒီလိုမျိုး play store ပေါ့နော် play store မရတဲ့ဖုန်းတွေဆိုရင်တော့ကျွန်တော်တို့အနေနဲ့က browser တစ်ခုခုမှာပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာ ဖုန်းနဲ့ဖုန်းနဲ့မော်သူ့ရဲ့ original browser တခုကတော့အများအားပါတယ်ပေါ့နော်အဲ့တော့ browser မှာကျွန်တော်တို့အခုကျွန်တော်ပြောမယ့် software လေးရဲ့နာမည်လေးကိုရိုက်ပြီးတော့ရှာပြီး download လုပ်ရပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ကကျွန်တော်ကအခုလက်ရှိ play store ထဲဝင်ပြမယ်နော် play store ကိုဝင်ပြ download မယ်အဲဆိုကျွန်တော်တို့အခုဒီ play store ရောက်သွားပြီ play store ရောက်သွားတဲ့ခါကျရင်ကျွန်တော်တို့ကပုံမှန်အတိုင်းပဲ software တွေကိုကျွန်တော်တို့ရှာနေရနေရလေးဖြစ်တဲ့ဟိုအပေါ်ဆုံးပါမနော် search box လေးမှာ ချက်လောက်ကျွန်တော်တို့ဆော့ဝဲလေးနာမည်လေးတခြားမှန်ကောင်ရိုက်ပြီးတော့ရှာမှာဖြစ်ပါတယ်။ကဲအဲ့ဆိုကျွန်တော်ဆော့ဝဲလေးကိုရှာပြမယ်เนาะဆော့ဝဲလေးရဲ့နာမည်လေးကကြတော့ N O T I S A V E အဲ Nodi 6ဆိုရယ်เนาะဒီ Nodi 6ဆိုရယ်နာမည်လေးပေါ့เนาะအဲဒီနေရာဒီနာမည်လေးကျွန်တော်အဲဒီနာမည်လေးကျွန်တော်နှိပ်ရိုက်ပြီးတော့ရှာပြရမှာဖြစ်ပါတယ်။ပြီးအဲ့ဆိုကျွန်တော်အဲ Nodi 6ဆိုရယ်နေရာလေးရိုက်ပြီးွားရင်ရှာလိုက်ပါတော့เนาะ โอเคလို့ရှာရတဲ့ခါကျကျွန်တော်ဒီမှာပေါ့နော်ဒီ software လေးပေါ်လာပြီပေါ့ဒီ software လေးပေါ့နော်အဲ software လေးပေါ်လာပြီဒါဆိုကျွန်တော်တို့ကအဲ software လေးကိုကျွန်တော်တို့က download ဆွဲပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ install ကိုနှိပ်ပြီးတော့ download ဆွဲပေးလိုက်ပါဗျ Python ကလည်းတိတ်မများအောင်နော်ဒီမှာ7 byte စေမဂါဘိုက်ပဲရှိပါတယ်အဲ့ဒါကျွန်တော်တို့ဒေါင်းလုပ်ဆွဲရတာလည်းမြန်ပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒေါင်းလိုက်မယ်တစ်ချက်လောက် ကျွန်တော်လေးဆောင်ပေးလိုက်ပါကျွန်တော်ကတော့ဒါ VPN ကြော်ထားတယ်နော်ကျွန်တော်ကမိတ်ဆွေတို့တခါတည်းပြချင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် VPN ကိုနောက်တစ်ခါပြန်ချိန်နေရမှာဆိုတဲ့အကြောင်းကိုလှုပ်ရှုပ်မှာဆိုလို့ကျွန်တော် VPN ချိန်ထားတဲ့အကြောင်းကိုဒါနည်းဒါ download နဲ့ကြာတာပေါ့နော်ပုံမှန်တိုင်း VPN မချိန်ထားဘဲနဲ့ရိုးတန်း internet ဖွင့်တာပဲဖြစ် wifi နဲ့ပဲဖြစ်ဆိုရင်လည်းဒါဒီနဲ့မကမြန်နေပေါ့နော်ဒါကျွန်တော် VPN ချိန်ထားတဲ့အကြောင်းမို့လို့ VPN နဲ့ခံထားတဲ့အကြောင်းမို့ကျွန်တော်လောက်နည်းကြာနေရပါပေါ့နော် software file ဆိုင်ကဘာမှမရှိဘူး send wifi ပဲရှိရနော် ဖေအဲ့တော့ software လေးရရွားပြီနော် software လေးရရွားပြီဒီမှာသူ software လေးကို security scan ဆိုပြီးတော့နော် virus တွေပါမှာသူတို့ scan ဖတ်နေတယ်ကျွန်တော်အဲ့ဒါခဏလေးစောင့်ဝေးလိုက်မယ်နော်အဲဖေအဲ့တော့ကျွန်တော်ဒီမှာဘယ်လိုရရွားလဲဆိုတော့ open ဆိုဖြစ်သွားပြီပေါ့နော် open ဆိုဖြစ်သွားပြီအဲ့ဆိုကျွန်တော်ရရွားရရွားဆိုကျွန်တော်တို့ buggy နဲ့အပြင်ကိုတစ်ချက်ချင်းပြန်ထွက်လိုက်မယ်နော်ထွက်ပြီးသွားခါကျရင်ကျွန်တော်တို့ကခုနထောင်းထားတဲ့ software လေးရှိတဲ့နေရာကိုတစ်ချက်လောက်သွားလိုက်မယ်အဲ့ software လေးရဲ့နေရာလေးကတော့ဒီမှာပေါ့နော် ဆော့ဝဲလေးရဲ့နေရာလေးကဒီမှာပါနော်အဲဆော့ဝဲလေးအဲဆော့ဝဲလေးရောညောတစ်ချက်လောက်ဝင်လိုက်မယ်ကြဆော့ဝဲရောင်ရတဲ့ခါကျကျွန်တော်တို့ကဒီမှာဒီပုံစံပေါ်လာမယ်နော်အောက်မှာနှိပ်ဆွဲပေါ်လာမယ်မနှိပ်ဆွဲပေါ်လာမယ်အဲနှိပ်ဆွဲနေရာလေးတစ်ချက်လောက်နှိပ်ပေးလိုက်ပါနေစီကိုဆက်နေပါတယ်မနော်နေဘူးကကျွန်တော်ဒီမှာပါမရှင်ပေးဖို့တယ်နော်ဖုန်းထဲမှာကျွန်တော်ဒီ software လေးကိုအသုံးပြုခွင့်ပေးဖို့တယ်ဆိုတော့ပါမရှင်လေး on ပေးရမယ်နော်အဲပါမရှင်ညမှာကျွန်တော်တို့က ဲဒီမှာ node တက်ပေါ့နော်ဒီမှာအလောက်ဆယ်နေရာလေးကိုချက်နှိပ်ပေးလိုက်ပါဗျနှိပ်ပြီးတော့တဲ့ခါကျရင်သူကဒီလိုမျိုးပေါ်လာမယ်နော်အဲ node ရသူကအဲ့လို save ဒီမှာလုပ်ပြီး node save ဆိုတာကျွန်တော်ဘာလေးကိုအဖွင့်ပေးလုပ်ပေးရမှာနော်အဲ့လိုဖွင့်ပေးလုပ်ပေးရမှာဖြစ်တဲ့အကြောင်းကျွန်တော်တို့ဟာဒီအောက်ဆုံးမှာရှိတယ်ဒီမှာကျွန်တော်အောက်မှာရှိတဲ့ဒီ node ဆိုတဲ့နေရာလေးပေါ့နော်အဲ့ node ဆိုတဲ့နေရာလေးကိုချက်နှိပ်ပေးလိုက်ပါဗျနှိပ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီထက်ရောက်ပါပြီရောက်သွားတဲ့ခါကျရင်ဒါ notification access ဆိုတဲ့နေရာရောက်သွားပြီပေါ့နော် အဲရောက်သွားတဲ့ခါကျတော့ကျွန်တော်တို့ဟာဒီမှာခုန software လေးကို download ဆွဲထားတဲ့ software လေးဖြစ်တဲ့ Node Space ဆိုတဲ့ software လေးကိုကျွန်တော်တို့က notification လေးကိုကျွန်တော်ဘေးကိုအဲ့လို on ပေးလိုက်ပါဗျာနော်ဟိုမိလိုက်တဲ့ခါကျရင်မိတ်ဆွေတို့အနေနဲ့ဒီ software လေးကိုကျွန်တော်တို့အသုံးပြုခွင့်အတွက်ပေါ့နော်ဒီဖုန်းထဲမှာအသုံးပြုရင်မဖြစ်တဲ့ညာဖြစ်တဲ့အဲ့လိုမျိုးလေးပေါ့နည်းပြဿနာရှိနေတယ်ဆိုပြောရတယ်ဒါပေမဲ့ဘာမှပြဿနာမရှိဘူးအဲ့ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဟိုအောက်ဆုံးက OK ရဲ့ detail လေးက while လေးထဲမှာကျွန်တော်တို့အမှန်ကြီးလေးဒီလိုပြလေးဖြစ်သွားအောင်လုပ်ပေးလိုက်ပါပြီးသွားရင်ကျွန်တော် OK ချက်နှိပ်လိုက်မယ်နော် နေဝိုက်ဆိုရပြီအဲကျွန်တော်ပြန်ပြထွက်လိုက်မယ်ဗျထွက်လိုက်တဲ့ခါကျရင်ဒီမှာကျွန်တော်တို့က permission အတွက်ကျွန်တော် allow ဆိုပြီးတော့ရေးနှိပ်ပေးရမယ်နေပြီးွားတဲ့ခါကျရင်ကျွန်တော်ဒီမှာအောက်မှာ next ဆွဲနေရလေးကိုကျွန်တော်ထပ်နေပေးလိုက်မယ်ဗျ။နေပြီးွားတဲ့ခါကျရင်ကျွန်တော်တို့ခုနကတော့ ျွန်တော်တို့ဒီ node site ဆိုတဲ့ software လေးကိုကျွန်တော်တို့ကဘယ်လိုနေရာမှာအသုံးပြုမှာလဲဘယ် software တွေမှာပို့ထားတဲ့စာတွေကိုကျွန်တော်တို့ကဖြတ်ွားတဲ့စာတွေကိုကျွန်တော်ပြန်ကြည့်ချင်တာလေဆိုတာကိုကျွန်တော် on ပေးရမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကကိုအသုံးပြုနေတဲ့ software ပေါ့နော်ကျွန်တော်က messenger မှာဖြတ်ထားတဲ့စာတွေကိုမကြည့်ရသေးခင်မှာဖြတ်ထားတဲ့စာတွေကိုပြန်ကြည့်မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ messenger ကိုလိုက်ရှာလိုက်မယ်နော် messenger software လိုက်ရှာပြီးတော့ကျွန်တော်တို့ဘေးက node လေးကို on ပေးရမှာဖြစ်ပါတယ်အဲ့တော့ခဏလေးစောင့်ပြီးတော့လိုက်ရှာလိုက်မယ်နော် messenger ကို okay အဲ့တော့ဒီမှာ messenger ကိုကျွန်တော်တွေ့ပြီနော် messenger ကိုတွေ့ပြီ မစင်ညာတွေ့ပြီမစင်ညာလေးရောနော်ဒီလေးဝေးကိုအုံပေးလိုက်ပါဗျအုံပွားဆိုရင်ကျွန်တော်တို့ပြင်ချက်ပြန်ထွက်လိုက်မယ်ထွက်ပြေးသွားတဲ့ခါကျရင်သူကဒီမှာဗရီဆာပါ no infection ဘာညာကိုပြောရတယ်ဗောအဲ့ဒါပြဿနာမရှိပါဘူးအဲ့ဒါအကြောင်းလည်းမဟုတ်ဘူးเนาะအဲ့တော့အောက်ဆုံးမှာ next ပို့ထွက်နေလိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဟာဒီမှာ auto step ဆိုတဲ့နေရာလေးတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ဒါတကယ်လို့မိတ်ဆွေဖုန်းမှာတော့ဒီမျိုးပါရင်လည်းပါမယ်မပါရင်လည်းပြဿနာမရှိပါဘူးเนาะကျွန်တော်တို့နေရာမှာ permission ချက်ကြည့်လိုက်ရပါဘောเนาะဒါ permission မှာကျွန်တော်မိတ်ဆွေတို့ဖုန်းက အဲမီဖုန်းတွေပါ RAM တွေ Xiaomi တွေစဖုန်းမျိုးဆိုတော့ကျွန်တော်ခုနကပြောသလိုဒီမှာကျွန်တော်ပြထားသလိုပဲဒီလိုပုံစံမျိုးပဲပုံမှာပါအဲဒီခါကျရင် other permission ဆိုတာလေးဒီမှာပေါ့နော် other permission ဆိုပြီးတော့လေဒီလိုလေးပေါ်လာလိမ့်မယ်နော်အဲ other permission ဆိုတဲ့နေရာလေးချက်လောက်ဝင်ပြီးလိုက်ဝင်ပြီးတော့ဒီမှာကျွန်တော်တို့ question mark လေးတွေဖြစ်နေတဲ့နေရာလေးတွေဒီလိုနေရာလေးတွေပြီးတော့ဒီမှာအမှားချက်ပြထားတဲ့နေရာလေးတွေကိုချက်လောက်နှိပ်ပြီးလိုက်နှိပ်ပြီးပြီးရင်ဒီမှာကျွန်တော်တို့ကအောက်ဆုံးက all the allow ဆိုတဲ့နေရာလေးချက်နှိပ်ပြီးလိုက်ဒါဆိုစိန်သွားပြီးပြီးရင် ောက်တစ်နေရာဖြစ်တဲ့ဒီနေရာလေးပေါ့နော်အဲဒီနေရာလေးကိုချက်လောက်နေပေးလိုက်နေပြီးရင်ကျွန်တော်တို့အောက်ဆုံးက all the way allow ကိုပဲကျွန်တော်တို့ချက်ထပ်နေပေးလိုက်ပါအဲ့လိုအကုန်စိမ်းသွားပြီဆိုတော့ကျွန်တော်တို့ဒါဆိုဝင်လေးကစပြီးအသုံးပြုတဲ့အဆင်ပြေသွားရပါတော့။ဒါမီဖုန်းတွေ၊ရှောင်းမီဖုန်းတွေမှာဆိုတော့ဒီလိုမျိုးပေါ်လုပ်ပေးရမှာပေါ့နော်။တခြားဖုန်းတွေမှာဆိုတော့ Oppo Vivo, Huawei, Techno အဆရှိတဲ့ဖုန်းတွေမှာဆိုတော့ဒါမျိုးလေးပေါ်ခြင်းမှာပေါ်လိမ့်မယ်။ဒီလိုမျိုးလေးပါမရှင်ပေးရခြင်းမှာပေးရလိမ့်မယ်ပေါ့နော်။ဒီဖုန်းတွေလုံးတော့မတူကြပါဘူးနော်။ဒါပေမဲ့ software အသုံးပြုဖို့ကတော့ဒီဖုန်းမှာပဲအသုံးပြုဒီပုံစံပဲကျွန်တော်တို့သုံးလို့ရအောင်ဖြစ်တယ်။အဲဒါကြောင့်မို့ပြန်ပြထွက်လိုက်မယ်ဗျ။

โอเคအဲ့ဆိုရပြီကျွန်တော်တို့ကပြင်ပြထွက်လိုက်မယ်နော်ထွက်ပြီးတော့ခါကျရင်သူကဒါအစင်းစင်အသုံးပြုပုံလေးကိုပြပေးတာအဲ့မိတ်ဆွေတို့နေရတော့အဲ့ဒါလေးကိုလိုက်ကြည့်နေကြမလို့အောက်ဆုံးမှာရှိတဲ့ဒီနေဆိုတဲ့စာကြောင်းလေးရှိရနော်အဲ့ဒါလေးကိုပဲကျွန်တော်တို့ကနှိပ်ပြီးတော့တစ်ချက်ချင်းနှိပ်သွားလိုက်ပါနှိပ်ပွားရခါရင်တော့ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်နှိပ်ပွားဆိုကျွန်တော်တို့နေရပြီဒါဆိုကျွန်တော်တို့ပြန်ရှက်ပြန်ထွက်လိုက်မယ် ထွက်ပြီးသွားရင်ဆိုတော့ကျွန်တော်တခြား account တစ်ခုနဲ့ကျွန်တော် messenger မှာကျွန်တော်စာပို့ပြရမှာပေါ့နော် messenger မှာစာပို့ပြရမှာကျွန်တော်ရဲ့ account ကဒါသုံးနေကြ account ကျွန်တော်ရဲ့ official account ပေါ့နော် official account လေးရဒီမှာပါ official account ကဒီမှာအဲ့ဒါဆိုရင်ကျွန်တော်တခြား account တစ်ခုနဲ့ကျွန်တော်စာပို့ပြမယ်နော်ပြီးရင်ကျွန်တော်ရဲ့နောက်ထပ်တခြား account တစ်ခုကိုကျွန်တော်ဝင်လိုက်မယ်ပေါ့ဒီ account ကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်မယ်ဝင်ပြီးွားရင်ကျွန်တော်ကဒီမှာကျွန်တော်ခုနကဒီမှာကျွန်တော်ရဲ့ chỉ còn này rồi chơi con này rồi nó quỳnh quá nhiều gia này sản lâm bùi hà này mấy xem gì là ok giờ chúng ta bù lại với nó ဒါဆိုကျွန်တော်ဆာလေးချောင်းပို့လိုက်တယ်ပို့ပြီးကျွန်တော်ပြန်ဖြတ်လိုက်မယ်နော်ဖြတ်လိုက်မယ်အဲဆက်နေဖြတ်လိုက်မယ်ရဟုတ်ကဲ့ညာဒီမှာဆာလေးလေးချောင်းကိုကျွန်တော်ဖြတ်လိုက်ပြီနော်ဒီမှာဆာချောင်းလေးလေးချောင်းကိုကျွန်တော်ဖြတ်လိုက်ပြီ ာစာလေးလေးချောင်းကိုကျွန်တော်ဖြတ်ထားလိုက်ပြီဗောနော်အဲစာလေးချောင်းကိုကျွန်တော်ကဖြတ်ထားလိုက်ပြီဖြတ်ပြီးကျွန်တော်ပြန်ထွက်လိုက်မယ်ထွက်ပြီးကျွန်တော်ရဲ့အကောင့်နောက်တစ်ခုလေးကိုကျွန်တော်ဝင်ပြမယ်ဗောနော်ဒီအကောင့်လေးတွေကျွန်တော်ဝင်ပြမယ်ဝင်ပြီးတဲ့အခါကျကျွန်တော်ပြန်ဝင်ကြည့်လိုက်မယ်ဗျာနော်ဒီထဲမှာကျွန်တော်ချက်ပြန်ဝင်ကြည့်လိုက်မယ်โอเคซาเล่เจนเราဖြတ်ထားတယ်ဗောနော်ဖြတ်ထားတဲ့ကြောင့်မို့ကျွန်တော်တို့ဘာဖို့သွားလဲဆိုတာမိတ်ဆွေအနေနဲ့မသိဘူးဒါကိုယ်ရဲ့တငယ်ချင်းတယောက်ဆိုရင်ဗောနော်ကိုယ့်ရဲ့တငယ်ချင်းဆိုရင်ဒါကျွန်တော်တို့ကဘာဖို့ထားလဲဆိုတာလည်းမိတ်ဆွေသိမှာမဟုတ်ဘူး ဒါမှသူဘာဖို့သွားလဲဆိုတာကိုကိုပြန်ကြည့်လို့ကအဆင်မပြေဘူးအဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင်သူဘာဖို့သွားလဲသိကျင်လဲဆိုရင်အပြင်ပြထွက်လိုက်မယ်မိစုံနဲ့ဖက်လန်းဖက်လိုက်ရအောင်သူကလည်းဖြတ်ပြီးပို့ပြီးတော့ဖြတ်သွားတယ်ပေါ့နော်ပြထွက်လိုက်မယ်ထွက်ပြီးသွားတဲ့ခါကျရင်တော့ကျွန်တော်ခုနကကျွန်တော်ခုနပြပေးထားတဲ့ကျွန်တော်ခုနဒေါင်းလုဒ်ဆက်ထားတဲ့ဒီ software လေးပေါ့နော် notification software လေးရဲ့ချက်လောက်ဝင်လိုက်ပါဝင်တဲ့ခါကျရင်တော့ဒီမှာ notification ဆိုတဲ့ software လေးမှာကျွန်တော်ဒီလိုပုံစံလေးပေါ်နေပြီပဲဖြစ်ပါတယ်ဗျာနော် လွန်ပုံစံလေးပေါ်နေပြီဒါကျွန်တော်ဖြစ်သွားတဲ့စာတွေပေါ့နော်ဒါကျွန်တော်ဖြစ်သွားတဲ့စာတွေအကုန်လုံးကျွန်တော်တနေရာထဲမှာကြည့်ရှင်နေဆိုရင်တော့ပြဿနာမရှိဘူးမိတ်ဆွေအနေနဲ့ကဒီနေရာလေးက messenger ဆွဲနေရာလေးချက်တော့နှိပ်လိုက်ပါဒီနေရာလေးကိုချက်တော့နှိပ်ပြီးတော့ဝင်ပေးလိုက်ပါဗျပြီးရင်ကိုယ့်ရဲ့တငယ်ချင်းပို့သွားတဲ့ချက်ပေါက်လေးတွေကိုချက်တော့နှိပ်ပြီးဝင်ပေးလိုက်မမီလာလည်းခကြရင်တော့သူကတော့သူ့ဘက်ကဖြတ်သွားပြီကိုယ်ကစာပို့ပြီးတော့ကိုယ်ကလည်းမဖတ်လိုက်ရသေးဘူး သူဘာဖို့ວ່າလဲဆိုတော့ကျွန်တော်ကမသိလိုက်ဘူးဒါပေမဲ့ကျွန်တော်ဒီနိုဒီဆေးဆွဲဆော်ဝဲလေးကိုကျွန်တော်တို့လုတ်ထားမယ်အသုံးပြုထားမယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်တငယ်ချင်းပဲဖြစ်ကိုမက်ဆေ့ချာပို့သွားတဲ့စာကိုဖတ်ခင်မှာဖတ်ရသေးခင်မှာအလုံးအလုံးဖတ်ရသေးခင်မှာဗောနောဖြတ်သွားတဲ့စာတွေကိုကျွန်တော်ဒီနည်းနဲ့ပြန်ကြည့်လို့ရတာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီနည်းလမ်းလေးတိုင်းဆိုရင်ကျွန်တော်တို့နေရ Viber တွေမှာဆိုရင်လည်းကျွန်တော်တို့ကအဲ့လိုပို့သွားပြီးတော့မှဖြတ်ပြီးတော့ကိုမကြည့်ရသေးခင်မှာပြန်ဖြတ်သွားတာမျိုးကိုလည်းကျွန်တော်ကဒီ software လေးနဲ့အသုံးပြုပြီးတော့ကြည့်လို့ရတာပဲဖြစ်ပါတယ်ဗျကျွန်တော်ဗီဒီယိုလေးကဒီနေ့တော့ဒီလောက်ပါပဲ အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အစီအမေလေးမယ်လို့ညွှန်လိုက်ပါတယ်။နောက်နေ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်ဗျ။လိုက်ကြည့်ပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲစီပြေကြပါစေ။